ဖယားစာရွတ်ချင်ပရိစိတ်ချင်၌စိတ်ကိုဘယ်လိုထားရမှာလဲဖယားဖယားစာရွတ်နေပြီဆိုလို့ရှိရင်ကတော့ဖယားစာရဲ့အထိပ္ပယ်ကို သိရှိပြီးတော့အထိပ္ပယ်ကိုနားလည်ပြီးတော့ရွတ်မယ်ဆိုရင်ပို့ပြီးတော့တန်ဖို့ရှိတယ်အဲ့ဒါလို့မတည်ဘူးဖယားစာအနေနဲ့ပူဆော်တဲ့အနေနဲ့ရွတ်တယ်ဆိုရင်လည်းအကျိုးမရှိဘူးတော့မဟုတ်ဘူးအကျိုးရှိတယ်ဆိုလိုတာအတိတ်ကို နားလဲပြီးတော့ကျွေးရင်တော့ပိုချိုးရှိတယ်ပိုချိုးရှိတယ်ဥပမာမဲ့ပြိပြိတရားတော်ထဲမှာမေတ္တာတော့ပါတယ်ဟာပါတာယထာနိယံဗုဒ္ဓပါယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗပုတေသူမာနတံဘာဝိယအပရိမန္နာမိခင်ဟာတူဒီသောမိမိရဲ့ရင်သွေးသားငယ်အတွက်ရင်သွေးအတွက်အသက်ပေးပြီးတော့ဆောင်းလျှောက်တယ်လို့ တော်ရတဲ့အားလုံးပေါ်မှာမိခင်မေတ္တာမျိုးထားနိုင်အောင်ကြိုးစားပါလို့ဆိုတယ်။အဲတော့အဲ့ဒီအိဗယ်လေးကိုနားလည်ပြီးတော့ရွတ်မယ်ဆိုလို့ရှိရင်အဲ့ဒီအတိုင်းလိုက်နာကျင့်သုံးတာသဘောပေါက်ပြီးတော့လိုက်နာကျင့်သုံးနိုင်တာဖြစ်လို့အဲ့ဒီအတိုင်းရွတ်မယ်ဆိုရင်စိတ်ကိုမိမိအိဗယ်ပေါ်မှာထားပြီးတော့ရွတ်ရင်ပိုကောင်းတယ်။ပရိစိတ်ချိန်နဲ့စိတ်ကိုဘယ်လိုထားမလဲဆိုတာကြာပရိစိတ်တာ ဘုရားကုံတော်နဲ့ပြိစိတ်တယ်ဆိုရင်ဘုရားကုံတော်ပေါ်မှာကိုစိတ်တဲ့ကုံတော်ပေါ်မှာစိတ်ရောက်ဖို့ကအရေးကြီးတယ်ပတိလုံးပေါ်မှာစိတ်ရောက်တာတော့သိပြီးတော့တန်ဖို့မရှိဘူးပတိလိမ့်ပေါ့ပတိဆိုတာကိုကုံတော်ပေါ်မှာစိတ်ရောက်တဲ့အချိန်ဘလောက်ရှိသလဲဆိုတာမှတ်တမ်းတင်ဖို့သာပတိကိုသုံးချတာဖြစ်တယ်ပတိလုံးပေါ်နဲ့အရေးအတွက်ပေါ်မှာစိတ်ရောက်တာတော့သိတန်ဖို့မရှိဘူးဘုရားရဲ့ခုံတော်ပေါ်မှာစိတ်ရောက်အောင်လုပ်ပြီးတော့ပရိစိတ်တင်တယ်ပေါ့ focus ကိုစာမထားရမှာလားဖះကိုစိတ်ထဲထားရမှာလားဆိုတော့အေးစာမထားပြီးတော့စာကိုရွတ်တယ်ဆိုရင်တော့စာထဲမှာပဲအာယုန်စိုက်ပြီးတော့ရွတ်ထားတော့ပိုကောင်းတယ်ပေါ့အဲ့တိုင်းပဲအသေးပဲကိုနားလဲပြီးတော့ရွတ်ရမှာပဲဖြစ်တယ်ဖះကိုစိတ်ထဲထားဆိုတဲ့နေရာမှာအရဟံအရဟံလို့ပြီးစိတ်ရင်အရဟံရဲ့အသေးပဲမြတ်စွာဘုရားရဲ့ခုံတော်တွေကိုအာယုန်ပြုတ်ပြီးတော့အဲ့အသေးပဲမြတ်စွာဘုရားရဲ့အကြီးချင်းကြီးညိုပွဲရာကောင်းတဲ့ ခုံအီချင်းကိုအယုံပြုတ်ပြီးတော့ဒီလိုရွတ်မှဟိုပရိစိတ်မှပို့ပြီးတော့တန်ဖိုးရှိတယ်ဒါကြောင့်မို့ focus ထားတဲ့အခါမှာစာရဲ့အဓိပ္ပာယ်စာကြောင်းအဲ့ဒီဒီပုံမှာ focus ထားတဲ့နဲ့ပရိစိတ်တဲ့အခါမှာဖရားရဲ့ခုံတော်အပေါ်မှာအယုံ focus ထားတဲ့နဲ့လို့ဒီလိုပဲမှတ်ရမှာဖြစ်တယ်ပရိစိတ်ချင်းနဲ့တရားထိုင်ခြင်းဆိုတာပရိစိတ်ချင်းဟာလေပြောမယ်ဆိုလို့ရှိရင် စနစ်တကျစိတ်ပဲဆိုလို့ရှိရင်သူဟာလည်းပဲတမထ